ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်မှကူညီတိုက်ခိုက်ပေးခဲ့ပြီးတည်ဆုံခဲ့တဲ့မြောက်ကိုရီးယားစစ်သားများအတွက်ထိမ်းမဲဆောင်တစ်ခုကိုစတင်တည်ဆောင်နေပြီဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကအော်တိုဘောလာ24ရက်နေ့မှာဖော်ပြခဲ့ပါတယ်။တိုက်ခိုက်ရေးဆိုင်ရထိမ်းမဲပြတိုက်လို့အမည်ပေးထားတဲ့အဲ့ဒီအဆောင်ကိုပြုံရဲမျိုးတော်မှာတည်ဆောက်သွားမှာဖြစ်ပြီးအဲ့ဒီအဆောင်တည်ဆောက်မှုမှာအုံမြင့်ချအခမ်းအနားကိုမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်နဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားတမ်မတ်တို့တက်ရောက်ခဲ့ပါတယ်။အဲ့ဒီပြတိုက်ဟာစစ်မှန်တဲ့မျိုးချစ်ပုဂ္ဂိုလ်များရဲ့ထာဝရရှင်သန်နိုင်မှုကိုရည်စူးဖော်ပြတဲ့အထွတ်မြတ် က်ထားရနေရာတစ်ခုဖြစ်ကြောင်းကင်းကပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာတရမန်ရေးရဖိတ်ရှင်ခံထားရဆိုတဲ့ငယ်များတဲ့တွင်ပါဝင်တဲ့မြောက်ကိုရီးယားဟာယူကရိန်းကိုရုရှားကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကတည်းကရုရှားနဲ့စစ်တမ်းရေးများကိုမြှင့်တင်ခဲ့ပါတယ်။ဒါ့အပြင်မြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲအတွင်းရုရှားကိုလက်နက်များထောက်ပံ့ပေးခဲ့ကာတောင်းနဲ့ချီတဲ့မြောက်ကိုရီးယားစစ်သားများကိုလည်းစစ်လုပ်ပြီးစစ်ကူပေးခဲ့ပါတယ်။ရုရှားဘက်မှကုညီတိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများနဲ့6ရာခန့်တိုက်ဆုံပြီးထောင်ချီတရားရခဲ့တယ်လို့တောင်ကိုရီးယားကပြောကြားခဲ့ပါ ါပါတယ်။ရုရှားအားတိကျပြတ်သားတဲ့အောင်ပွဲရရှိရန်ကူညီပေးနေတဲ့မြောက်ကိုရီးယားစစ်သားများကိုကင်ကကွန်မြူစကပြောကြားခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကဆိုရပြီးနာစီလိုလားတဲ့ကြွတော်သူတွေကိုနှိမ်နှင်းခဲ့ပါတယ်လို့ကင်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင်မြောက်ကိုရီးယားနဲ့ရုရှားရဲ့စစ်ဆန်ရေးဟာတမိုင်းဝင်အမြင့်ဆုံးနေရာထိမြင့်တက်နေပြီဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့ပါတယ်။ ။မြောက်ကိုရီးယားကရုရှားဘက်ကအမြင်ရှိနေပါပါ။ကျွန်တော်တို့ရဲ့ခင်မင်မှုနဲ့စီးလုံးညီညွတ်မှုဟာထာဝရတည်ရှိနေမှာပါလို့ကင်ကပြောကြားခဲ့ပါတယ်။ယခုတည်ဆောက်မဲ့ထိမ်းမဲ့အဆောက်အုံမှာတပ်ဖွဲ့များတိုက်ပွဲကိုပုံဖော်ထားတဲ့လူပညာလက်ရာများပါဝင်ရုရှားတွင်တိုက်ခိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားများကိုရည်စူးတဲ့ဗဟုသုတများပါဝင်လိမ့်မယ်လို့ဆိုပါတယ်။